အမ်ခုပြောပြပေးသွားမှာတော့ ZTE Wi-Fi password တိလေကိုယ့်ရဲ့ Wi-Fi ကိုခိုးသုံးလို့မရအောင် MAC address နဲ့ပိတ်ထားရနေလေးပါအမျိုးပြုလုပ်ဖို့အတွက်အရင်ဦးဆုံးအမ် Chrome browser တွေကိုဝင်လိုက်မယ်ပေါ့နော်အမ် Chrome browser တွေရောက်သွားပြီဆိုရင်192.168.1.1ဆိုမှရိုက်မှာဝင်လိုက်မယ် အန်တီဘရောက်ဇာတဲ့ရောက်တိုင်းဆိုရင် user နေရာမှာအာအမင်လို့ရိုက်ထည့်မယ်ပေါ့နော်အ user နေရာတော့အမြဲတမ်းအမင်လို့ရိုက်ထည့်ရတယ်ပေါ့နော်အာ password နေရာကျတော့ကိုယ့်ရဲ့ ZTE wifi ရဲ့အောက်ကြီးမှာရှိတဲ့အနေရာမှာ password လေးပါပေါ့နော်အနေရာ password ကိုရိုက်ထည့်ပေးရမယ်ဒီဒီမျိုး ZTE ရဲ့ home page ရောက်သွားပြီဆိုရင် အဲအဲ့နေရာမှာ click here ဆိုတဲ့ဟာလေးရေးပေါ့နော်အဲ့ click ရဲ့ here ကိုနှိပ်ပေးမယ်ဒီထဲရောက်သွားပြီဆိုရင်တော့အဲအဲ့ဒီမှာ1ဆိုတဲ့ w a n 1နဲ့ကိုဝင်မယ်အဲ့1နဲ့ကမာဒီယာအဆက် control လေးဆိုတဲ့ကိုဆက်သွားမယ်ဒီကမတ်အတွက်နေရာမှာကိုယ့်ရဲ့မတ်အတွက်ကို ရိုက်ထည့်ပေးရမယ်ပေါ့နော် ်ခုကကြတော့နောက်တဲ့ဖုန်းတစ်လုံးနဲ့သွားလိုက်မယ်ပေါ့နော်အဲ့ဒီတည်းကမှစတင်နေဝင်မယ်ဝင်ပြီးွားရင်ဆက်ပါမှာမတ်လို့ရိုက်ထည့်လိုက်မယ်ပေါ့နော်အပြင်ဒီမှာ map address ရှိရဲ့နေရာဒီက device 1 map address ဆိုရဲကဏ္ဍ6လုံးရှိရဲ့ပေါ့နော်အဲ့ဒီ6လုံးကို map ပြီးမှကိုရဲ့ wifi နဲ့မှာတွားရိုက်ထည့်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင်ခုနကတခြားဖုန်းရဲ့တရားမအတွက်ကလေးကိုဒီမှာရိုက်မှဖြည့်ပေးလိုက်မယ်ပေါ့နော် ဒီမျိုးဖြစ်ရွားဆိုရင်ဒီအောက်ကအက်ဆိုတဲ့ဟာလေးရှိရပေါ့နော်အက်အက်ကိုနှိပ်ပေးရမယ်ပေါ့နော်အက်အက်ကလေးကိုနှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်ဆိုရင်ဒီအောက်မှာကိုထည့်လိုက်တဲ့ device ရဲ့ main address ကလေးပေါ်လာမယ်အကရေကိုကအဲ့ဒါကိုဖြတ်ချင်တယ်ဆိုရင်ဒီက delete ဆိုတဲ့ဟာလေးကိုနှိပ်မှဖြတ်လို့ရတယ်ဒါအမျိုးချိတ်ပြွားရဆိုရင်အဲဒီက တဲတဲဆိုတဲ့နေရာဝင်လိုက်မယ်ဝင်ပြီးွားရင်ဒီက random အနေအမှာ use device map ကို ရွှေ့လိုက်မယ်ပေါ့နော်ပြီးွားရင်လည်းကိုယ့်ရဲ့ password ကိုရိုက်ထည့်တဲ့နေရာကျတော့ဒီကစခွင့်ကအမဲရောင်ပြနေလို့ပေါ့နော်ကိုယ့်ရဲ့ password ကိုရိုက်ထည့်ပြရမယ်ပေါ့နော်ဒီမှာဆိုရင်ဒီကချိန်နေပေါ့နော်ကိုယ့်ရဲ့တဲတဲဆိုတဲ့ wifi နဲ့ချိန်နေပြီအမ်ချိန်လို့ပြီးွားရင်လည်းဒီက connect ဆိုတဲ့ဟာလေးပြပါလိမ့်မယ်